ဒီနီးလမ်းကလည်းရှိတော့ရှိပါတယ် Facebook အကောင့်ထဲမှာကိုယ်အတိနာမည်ကိုယ်အတိဓာတ်ပုံတွေပဲနောက်ပြီးတော့စကားတွေလာပြောတယ်ပတ်စံတွေချီးကြတယ်ဟုတ်ကဲ့ဟုတ်ကိုယ်ပတ်စံချီးနေပြီဆိုတာနဲ့တတိထားမှာသူ့အကောင့်ထဲကိုဝင်ပြီးတော့အကောင့်ကအတိကြီးလာဒါမှမဟုတ်အရင်တော့တင်ထားတဲ့ post တွေကဘယ်လောက်ရှိလဲဆိုတဲ့အချက်အလက်တွေကိုတေချာပြန်ပြီးတော့ sense ကြည့်ရမှာပေါ့နော်စကူနီယာမကူနီယာကိုယ်အပိုင်းပေါ့ကိုယ်နဲ့တိနေတဲ့လူပုံစံမျိုးကနေပြီးတော့ကိုယ်ကိုလာပြောတယ်ဆိုတဲ့ဥစ္စာပို့ပြီးတော့ယုံလွယ်ကြတာတက်တယ်ပေါ့ဟုတ်ကဲ့ဟုတ် ကျွန်တော်တို့စီကိုလာပြီးတော့အဲ့လိုမျိုးပတ်စံချီးတာတို့ဘာလို့လုပ်ဖို့ဆိုလို့ရှိရင် Viber account တွေနောက်တော့ hack တာလဲ Facebook account တွေကနေပြီးတော့လာတာတွေလည်းရှိတယ်များတယ်ပေါ့သူတို့ကကိုယ်တိတ်ပြီးတော့စဉ်းစားချိန်မရနိုင်အောင် app ကအရင် emergency case အကြီးရှိနေပါတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ pressure ပေးတတ်ကြတယ် link အစိမ်းတွေကလည်းရုတ်တရက်ကျတော့ကျွန်တော်တို့ကနှိပ်မိတတ်တယ်ဘာကြောင့်လဲဆိုတော့ကိုယ်အသိတွေကနေပြီးတော့ပို့ထားတဲ့ပုံစံမျိုးဖြစ်နေရတကယ်တမ်းကျတော့လေအဲ့ဒါသူတို့ကိုယ်တိုင်ပို့လာတာမဟုတ်ဘူးသူတို့ကိုယ်တိုင်မသိဘဲနဲ့သူတို့ကောင်းကနေပြီးကိုယ့်စီ link တွေလာပေးတာမျိုးပေါ့တေချောင်ပြန်မေးတင်တယ်ပေါ့